Hello မင်္ဂလာပါအားလုံးမင်္ဂလာပါရှင်ဘာတွေလုပ်နေကြဘာတွေဘာတွေလုပ်နေကြမိုင်းရေးတာအောင်မယ်ဟေးအတနေရော 2လီတာတောက်ရတယ်မတောက်လို့မရအောင်ကျမရွတ်တယ်အားလုံးမင်္ဂလာပါရှင်ဒီမလေးစာအေးနေပြီဒီမစာအေးနေတော့ဒီခါလေးကြာရင်အဲ့လိုမျိုးကျမချွဲနေပါလေအရန်ကြက်တက်တယ်ငွေရလူဟာကျမရဲ့ခိုက်ရိုင်ရိုင်လေးဆိုတော့ ဘာတွေလုပ်နေကြပါလဲလို့ဘာတွေလုပ်နေကြပါလဲဒီနေ့ဒီနေ့အင်္ဂါနေ့ရောက်သွားပြီเนาะအချိန်ကြီးရလဲကုန်မြတ်လိုက်တာတရက်တရက်အချိန်ကြီးဆိုတာเนาะအချိန်ကြီးငငယ်တော့အများရန်ပြောတဲ့ဘုရားအများရန်ပြောတဲ့အချိန်သည်တဲ့လူကိုမဆောင်တဲ့တကယ်အမှန်တရားပဲเนาะလူအချိန်သည်လူကိုမဆောင် အားလုံးဘာလို့နေကြပါလဲရှင်အာတမင်းစားပြီးကြပြီလားညီမတော့နေ့လက်ဆက်နိုင်ဆိုတော့ကျွန်မအခုမှအိယာနိုအိယာနိုတော့ဒီနေ့ဘာစားလဲဆိုတော့အိယာပုတ်ပေးလိုက်တဲ့ဒီလက်ဖက်ပေါ့နော်ဒီလက်ဖက်ကလေးနဲ့လက်ဖက်နဲ့ဂျင်းတုပ်ကလေးနဲ့ ဂျင်းလေးရလေလေမြန်မာပြည်အစားစားစားရတဲ့ခါကြလို့ရှင်ကတိတ်မကောင်းသေးလားမလက်ဆက်ဘူးတော့မဟုတ်ဘူးပေါ့နော်အဲ့တချို့ဂျင်းတွေကိုတို့လေဝက်စီတင်နေလားမသိဘူးသူလားနှက်ထားတာလားမသိဘူးတော့စီတွေခဲပြီးတော့လေစားလို့မကောင်းဘူးကျွန်မအဲ့ဒါပြန်ဆေးပြန်ဆေးပြီးတော့တခါပြန်ပြီးတော့လောက်ရအဲ့အတော်လေးနဲ့ အဲ့ဒါပါအောင်ဟာတမရနေလဲစားနေညနေပေါင်းစားတာညီမလူမျိုးဖြစ်တော့ညီမအစားစာအရန်ကြိုက်နော်ငါဖြန်ကြလို့ရှိရတာဟိုဦးနာလို့ပြောမှာညီပြောချင်တဲ့အကြောင်းအရာလေးရတယ်ကွာညီလောကကြီးမှာနော် လောကကြီးမှာအမှန်တရားဆိုတာရှိတော့ဗျာအမှန်တရားပြောလို့ရှင်လေအမှန်တရားပြောလို့အမှန်တရားရေးလို့ရှင် Facebook ကတော့မကိုဘန်းတယ်အမှန်တရားပြောလို့မရဘူးခုဆိုပူတော်ဆိုးတယ်ဒီခီခီခီကြီးမှာအမှန်တရားပြောရင် Facebook ကနေယူကဘက်ကဘန်းတယ်ဟိုဘောမတင်တင်လို့မရဘူး မှန်တရားပြုတ်လို့ရှိရင်မချိုက်ကြဘူးတော့ဖားမယ်မဖားပြီးတော့သူများအချက်လျှောက်ပြီးတော့အဆင်ပြေညာဟုတ်တာကျမတို့ကနိုင်ငံခြားမှာနေတဲ့ဟေ့ဆိုရင်ပွင့်လင်းမြင်တာအရင်ရှိရတယ် စကားကိုငါကငါကဆယ်လီတယောက်ပဲငါကဆယ်လီပဲဆိုပြီးတော့ကိုယ့်ရဲ့ဆယ်လီဆိုတော့ weight ကိုတုံးပြီးတော့အမားတွေကိုပြည်သူတို့မချပြအောင်အဲ့ဒါစေနာမရှိဘူးလို့ခေါ်တယ်နော်အဲ့ဒါစေနာမရှိတာတကယ်တမ်း အနုပညာရှင်တယောက်ဆိုတာငါချက်ခတ်တာကျောင်းဝင်မှာကဘာနဲ့ပြောမှာပေါ့နော်အဲ့လိုပေါ့အနုပညာကိုလူတွေအရန်လေးစားတယ်နော်အနုပညာရှင်ဆိုအရန်ဆိုင်ကြတယ်လေးစားကြတယ်သူတို့ဝတ်သူတို့ဝတ်ချင်ကြတယ်သူတို့ပြောချင်ပေါ်တင်ကြတယ်သူတို့ဘာပဲပြောအကုန်လုံးအမှန်နေကြီးပဲအဲ့အရာတွေကိုတချို့အနုပညာရှင်တွေကလည်းအတုံးချပြီးတော့မန္တရာဘက်ကနေပြီးလိုက်ပြောပြီးတော့ဟောပေါ့လား အမှန်တရားရမှာရမှာဒီပြီးတော့တော့ဘာလဲမာဘကနယ်လေးပြောတာတရင်အမှားတွေပေးရလူကျင်နာကဒီမိုကရေစီနေရာကျတော့ဒီမိုကရေစီနိုင်ငံမှာနေကြတယ်နေပြီးတော့အမှန်ဘက်ကလည်းမရက်တည်ကြအောင်နော်နောက်ဆုံး ကျွန်မတို့လိုတာမန်လူကအမှန်တရားပြောလို့ရှင်မကြည့်ကြအောင်အမားပြောတဲ့လူတွေဆိုလို့ရှင်တော့ထောင်ရတယ်ဘာကြောင့်လဲတို့တက်ချင်လို့မတို့တက်ရတာကျွန်မတို့တွေကခေကာလာယူကအမှန်တရားဆိုမကြည့်ကြအောင် ခေကာလာယူကအမှန်တရားဘက်ကနေပြောဆိုမှဆိုရင် မရှိတော့လူစိတ်ဝင်စားကျမအမေရိကမှာမနေတော့ကျမမသိဘူးနော်အမေရိကက law တော့မသိဘူးမင်းကျမတို့နိုင်ငံရဲ့ law ဆိုလို့ရှိရင်တော့ကျမနိုင်ငံမှာဒီဆူရင်မှာပေါ့နော်ဒုက္ခတဲ့နဲ့ဒုက္ခတဲ့တယောက်နဲ့လာတဲ့သူကအဲ့ဟိုအကျွန်းရလဲဘို့လို့မရဘူးတိလား ဒီနိုင်ငံမှာအိမ်ဝယ်ရဆိုလို့ရှိရင်အိမ်ဝယ်နိုင်တဲ့အိမ်ဝယ်နဲ့ပေါ့ဟောပေါ့အဲ့ကိုဟောကနင်းဆုံးသွားအိမ်ဝယ်တော့မယ်ဆိုရင်ဝယ်မဲ့သူကအလုပ်ရတယ်နော်အလုပ်ကင်ရှိရတယ်လုံးမရှိလို့ရှိအိမ်ဝယ်လို့မရဘူးပြီးလို့ရှိရင်အိမ်ရာခိုင်နှုန်းရဲ့30ရာခိုင်နှုန်းကိုပေးရတယ်နင်းဆုံး30ရာခိုင်နှုန်းချေရတယ် ီးတော့မှကျန်တာအရေးကြပေါ့နော်အရေးကြအရေးကြအရေးကြပေးသွားတာပေါ့အခုကဥစားအေးပြောလို့ရှင်လဲအမှုပညာရှင်တွေကဘယ်လိုဖြစ်သွားလဲဆိုတော့သူတို့အမှုသူတို့ကြိုက်တဲ့အမှုပညာရှင်ဆိုလို့ရှင်ကောက်ွယ်ပေးကြတာများတယ်အခုဟိုဆိုတော့လင်မယားနှစ်ယောက်အိမ်ဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ line ပေါ်မှာပေါ့နော်ဟို driver တယောက်ကရှင်းတာအဲ့ driver ကလည်း ။ तू ကလည်းပြေးလာတာပဲလေ။မြန်မာပြည်ကလည်းပြေးလာတာပဲ။ဟာ तू ကလည်းအတင်းတော်တုတ်တော့ကွာ။ယောက်ျားကြီးတမ်းမဲ့အဲ့ဒရိုက်တာလည်းရေးလေအတင်းတုတ်တော်မင်းနဲ့။ तू တိုက်တဲ့သူတွေဆိုလို့ရှင်တော့အရင်အကောင်းနေပြောအမှန်တရားပြောခြင်းနဲ့ပြုပြင်ပြောင်းလဲခြင်းနဲ့ဆိုပြီးတော့အဲပြင်မလားအဲ့ဒါမျိုးတွေပါဝါတွေယူပြီးတော့ကိုယ့်ရဲ့ဒီဒီပေါ်တော့သူ့ရဲ့တချို့ကလည်းအတင်းကြိုက်တာဟုတ်ကျမတော့ပေါ်လန်းထောင်မွေးသေးတာ။ သူမကြိုက်တဲ့မင်းသားဆိုလို့ရှိရင် ပြောတာပဲဒီမင်းသားဘာဖြစ်တယ်အကုန်လုံးတော့ဒါကောင်းစေခြင်းလို့အဲသူ့ရဲ့သူ့ရဲ့ဟိုပေါ့စကားလေးကတော့အထလာလေးကအရင်ကောင်းတဲ့စေတနာပါကောင်းစေခြင်းလို့ပြောတာပါဆိုပြီးတော့သူတပားရဲ့အကြောင်းအရာကိုထိုးနှက်တာပေါ့နော်ပြောတာပေါ့အထုပ်ကိုဖြီးတာပေါ့ကွက်ပြောရမယ်ဆိုရင်သူတပားကိုသူတပားရဲ့အထုပ်ကိုအောက်ဖဲကိုလှန်တာပေါ့နော်သူကြိုက်တဲ့သူကြိုက်တဲ့သူတွေကြတော့ဟာကောင်းပါတယ်ပေါ့ အဲ့ဒါယောက်ျားကြီးတွေဖြစ်ပြီးတော့เนาะအဲ့လိုမျိုးကြီးဟိုလိုဒီလိုပြောတာကြီးကတော့ယွန်စရာကြီးเนาะကျွန်မတို့လည်းမြင်တယ်ကိုကိုတောင်လည်းအမေရိကရောက်သွားပြီအေးပေါ့သူတို့ကြတော့လည်းအမေရိကကိုရောက်တော့ကအဲလိုပတ်စံလို့ဆိုတာကရမတိပေါ့เนาะသူတို့လည်းမြန်မာပြည်မှာတော့ချမ်းသာလားချမ်းသာမှာပေါ့เนาะတို့လိုမျိုးလေเนาะဒါပေမဲ့ကျွန်မတို့အမေရိကမှာကဒီလိုမျိုးပေါ့ဒီဝယ်တာချမ်းသာအင်းဒီပါဝယ်လဲဈေးကြီးရောတာပဲအမေရိကမှာလဲမကြည့်ရမနေဘူးလေเนาะ အဲ့ဒါဟိုလင်းများကအိမ်ဝယ်တာကိုရှင်းပြတာပေါ့နော်ခတ်တာကကိုကကိုကိုယ်တိုင်ကဒီမိုကရေစီနိုင်ငံမှာနေတယ်ဒီမိုကရေစီနိုင်ငံမှာကိုနေပြီးတော့ကိုငါတို့ ਨੇ တပါတီတည်းပဲသူတို့တွေကငါတို့ယုံကြည်ရတဲ့သူတွေသူတို့တွေကငါတို့တပါတီတည်းပဲဆိုပြီးတော့အမှန်တရားမပြောရအောင်ပြည်သူကမေးရင်ချပြရတယ်ဒါပေမဲ့ ညီမတကူတို့ဘောင်းတာတာပါလဲဆိုတော့တချို့သောပြည်သူတွေကအမြင်ကျေလာပါပြီတချို့သောပြည်သူတွေအမြင်ကျာအဲ့လိုအမြင်ကျေလာလို့ရှင်လဲစေဘောမာတော့ဘာလို့ပြောပြအမြင်မကျေလို့မရလို့နော်ပတ်စံတွေကလှူထားတာတန်ပေါင်းများစွာလေအိမ်ကတလုံးကနှလုံးဝယ်တာတို့အဲ့နဲ့ကွန်မန့်တခုတွေ့ရတယ်ဗါတယ်အမေရိကမှာနေတာတဲ့မိသားစု၄ယောက်တဲ့အဲ့ကွန်မန့်သူ့အောက်မှာ မိသားစုဟာလေးယောက်တဲ့ကျမခဲအိုလေးတယောက်ပဲအလုံးလုံးတယ်တဲ့ကျင်းတဲ့သူတွေကထိုင်ထိုင်နေရုံပဲဘာမှလုပ်စရာမလိုဆိုတော့အိုးအိုးအဲ့လိုဖြစ်လာဟုတ်စကနေနေပြမှာမရအောင်အဲ့လိုမျိုးတမီတယောက်လှုပ်ဆောင်နေအခုကျမသားသူ့မိန်းမခေါ်တယ်နော်သူ့မိန်းမသူခေါ်လိုက်တယ်ဆိုတော့သူ့မိန်းမတွေရောက်လာတယ်မချွေးမလည်းရောက်လာတယ်အဲ့ဒီတော်တွေမှာကျမသားက ီဒီနိုင်ငံထုံးစံကမင်္ဂလာလွတ်ထွက်လိုက်တယ်ဆိုလို့ရှင် government ထောက်ပံ့ကြည့်မရအောင်ကိုယ့်အကူပဲချွေးမလေးအတွက်စားဖို့နေဖို့အဝတ်အစားစားတောင်းနေယူရတာဆိုတော့ချင့်ချံပြီးတော့တုံးရတယ်ဒါမှမဟုတ်သူတို့အင်္ဂါကဆိုလဲနဲတယ်ချွေးတာတုံးတယ်ချွေးတာစားတယ်ဒါမျိုးလေးတွေပေါ့နော်မချွေးမလေးလည်းအခုကောင်းတော့အဲ့လိုပေါ့ဒီအလုပ် project လေးတွေတွားပြီးတော့လုပ်တဲ့ခါကျတော့ allowance တွေသူရတာပေါ့နော် ြောချင်တာတရားလုံးဆောင်နဲ့မရဘူးရှင်အဲ့တော့အမေရိကမှာတရားလုံးဆောင်နဲ့၄ရက်ထိုင်စားလို့ရတယ်ဆိုတော့ကျွန်တော်တော့အံ့ဩဝါသေးတာမျိုးဆရာပဲပေါ့နော်တန်တော့ကြည့်ပေါ့ကားလာတာရှိမယ်အင်းလာကအရေးချပေးရတာရှိမယ်မိသားစုတုံးတော့ထမင်းစားရတာလေနော်အဲ့ဒါကြီးတော့နောက်တယ်ဆိုတော့ မအောင်လို့ဆုံးကျွန်မကြားတာအမေရိကန်မှာအရင်စီးကြီးရယ် insurance တွေပေးရတယ်နော်မိသားစုစုမိသားစုလိုက်ပေါ့ဆိုတော့ရှင်တို့ဘယ်လိုများသုံးကြရအောင်မသိအဲ့ဒါကိုပဲရှင်တို့တွေကဘာလို့ပတ်တူလဲဆိုတော့ကိုချစ်တဲ့ပုံကိုဆွဲတဲ့သူတွေကိုအထင်နာမှာဆိုလို့ကာဝယ်ပေးနေကြတယ်ရှိပါမှာအမေရိကန်မှာရှာလို့ကောင်းတယ်နော် သူများတချို့ပြောတာဆူရှိတနေအောင်သွားလိုက်အောင်မပတ်ဆိုင်ရရတော့ရမှာပါအမကကျမတို့ပြောတာလူတယောက်ကဟောပေါ့သူသူကသူ့နိုင်ငံသူပြေးလာတဲ့ခါမှာအစိုးရကချိတ်ပေးလိုက်တယ်အိမ်နေမရှိတော့ဘူးဘာဖောင်ဒေးရှင်းမှလည်းမရှိတဲ့လူကဒေါ်လာပေါက်မများစွာတွေချမ်းသာပြီးတော့ကျော်ရတယ်ဆိုတော့အဲ့ဒါကိုပြည်သူကတန်တရားရှိလို့မေးလို့ရှင်ကားကုန်ဖြေရှင်းလေ အဲ့ဒါကောင်းမွန်ဖြစ်မရှင်းမနဲ့ဒီတစ်ဖက်သားကိုဘူလီလို့အဲ့ဒါမှကျွန်တော်အောက်တက်လာလို့ကျမကိုရာတစ်ခုဆိုကျွန်တော်ကလေ့လာတယ်ဒါဟုတ်လားမဟုတ်လားအမေရိကန်မှာလည်းကျမမျိုးတွေအတိနေရောမေးကြည့်တာပေါ့နော်တချို့ဆိုလို့ရှိရင် တယောက်တည်းမလောက်ဘူးသူပြောတယ်မလောက်ဘူးလေအဲ့ဘာလဲအိမ်လေးပွာတာရှိဘုံသားစုပွာတာရှိတယ်အော်ထရီတာသုံးရတယ်တဲ့ရှိမှာပါမအခုလောအဲ့လေမြာအိမ်လေးဝယ်နိုင်နေဆိုတာကစဉ်းစားမှာပဲလေပြည်သူတွေကအဲ့တော့ ်ကျွန်တော်ဘောမရဆိုဘာပြောလို့မရဘူးရှင်းတာတော့လည်းရတယ်ကျွန်တော်လည်းအခုလိုမျိုးပုံကိုယ်တွေဆွဲနေမယ်အမအမကိုမခွဲခြားပြန်နဲ့ငါတို့ကစက်လေးတွေပဲငါတို့ပြောနေသလိုယုံလိုက်မှာပဲဆိုတော့အတွေ့နဲ့ ရှင်တို့အဲ့လိုမျိုးတွေကတလှုပ်ကြည့်အခုရှင်တက်တော်လာရေးငါးနေပြတော့မယ်ဗာအောင်မအောင်ရင်နိုင်ပေါ်မှာဆာရီလို့ထားပို့ဆိုလက်ချက်တော့ဝါးရအများကြီးပဲဟိုမှာအိုစီယာတယောက်ဆိုလို့ရှင်တောင်ပိုင်းလှူရက်ထောက်ပို့ဆိုရင်ကြည့်ပါလားဆွစ်ဇာလန်နိုင်ငံပဲသွားလို့မလို့သူ့ယောက်ျားလည်းလုံးမရှိသူလည်းလုံးမရှိ င်တို့ဘယ်လိုဘယ်လိုမျိုးစွရလဲမသိဘူးသူများအသက်တွေပစာပစာလူရစက်ကိုပြောင်းနေသွားစီလားကျမတို့ကလည်းမနေတက်ဘူး ဘာသာကိုနေရကြပါတယ်မဲ့ပြည်သူတွေကိုအဲ့လိုမျိုးမှတရားဘက်ကနေရမတီးပြင်စိတ်ဆိုးတာသူကဆယ်လီရမှတရားဘက်မှာမနေတော့ငါတို့ဆယ်လီချင်းချင်းငါတို့ယူနတ်တရှိရမယ်ဆိုတဲ့ပုံစံနဲ့နေတယ်ကိုဆယ်လီချင်းချင်းကိုအားပေးကြတယ်ကိုဆယ်လီချင်းချင်းကို ဖုံးဖိပေးကြတယ်အေးဘောနောရှင်တို့ကနိုင်ငံခြားမှာရောက်တော့ မြေပြင်မှာအသက်ပေးနေရကလေးတွေအိုးအိမ်မဲ့သွားတဲ့သူတွေဒီလိုပဲကိုချင်းစာမလဲကိုချင်းစာတရားဆိုတာကမွေးရပါလို့ရှင်တို့ကတော်လန်ရေးမှာဗန်းပြလာကြတယ်အကောင်စားဖို့ထွက်သွားကြတယ်တကယ်ပါနင်တို့လောက်နင်တို့လောက်ရုံမှာတရားမှမတူဘူးအဲ့ဆက်လေးတွေလေး အမှန်ဘာလို့များပေါ်တော့အမှန်အမှန်တရားဆိုတာကိုမပြောဘဲနဲ့ဒီလိုမျိုးကြီးပေါ့နော်မှားနေတာသိတာနဲ့ငါတို့ဆယ်လီတွေငါတို့ကောက်ွယ်ပေးမယ်ဆိုတော့စိတ်လုံးနေကြလည်းမသိတော့သူတို့အိမ်မီဝင်နိုင်တယ်ဆိုစဉ်းစားရမယ်အခုကျွန်တော်ပုတ်ကိုဆွဲနေချစ်တဲ့သူတွေက ကိုယ်ကစိတ်ချနိုင်ငံခြားမှာနေရတူတယ်ယူကျွန်တော်ပြင်မနေဘာလို့လဲကျွန်မလည်းဂျာလာတော့ဘာဖြစ်လာလဲဆိုစိတ်ပြက်လာတာလူတွေကိုနော်အမှန်တရားရှိတဲ့လောကကြီးကဲလို့ရှင်တို့သာအမှန်တရားတကယ်ချစ်တယ်ဆိုရင်အမှန်တရားဘက်ကရက်တည်ပြီးမယ်နော်ပြောပြမှာပေါ့ဘာပြောလို့ပြောမှန်းမသိဘူး မြန်မာပြည်ကြီးအမြင့်ချမ်းပါစေပဲဆုတောင်းပေးလိုက်ပါရရှင်